准备好了。အလုံးမင်္ဂလာပါခင်ဗျာ Daily Dose Community မှာကြိုဆိုပါရစေကျွန်တော်ဟမင်းနိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်တင်ပြပေးချင်တဲ့လေးကလုပ်ငန်းခွင်အတွက်အရန်ကိုအသုံးဝင်တဲ့ Philocat Fashion ကိုဘယ်လိုမျိုးစနစ်တရားအသုံးပြုရမလဲဆိုတာကိုသင်ပြပေးချင်တာဖြစ်ပါတယ်ဒီသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Video Class တွေနဲ့ Advanced Excel 101 Zoom Class တွေတို့မှာသင်ချရတဲ့သင်ခန်းစာတွေထဲကတစ်ခုလည်းဖြစ်ပါတယ် ဒီ blogger fashion အသုံးပြုတာလေးကိုအလုံးနားလည်သွားအောင်လို့ကျွန်တော်ဥပမာလေးနဲ့တစ်ခွာရှင်းပြပေးပါမယ်။ဥပမာလေးအနေနဲ့ဆိုရင်ကျွန်တော်ဒီဘက်လေးမှာဇာတ်လေးတစ်ခုလောက်ထားပါတယ်။ဒီမှာတော့ကျွန်တော်ဒီဝန်ထမ်းနဲ့မယ်လေးတွေပါပြီးတော့မှဝန်ထမ်းဒီအားလုံးရဲ့ position လေးတွေရှိပါမယ်။ပြီးတော့လာစာလေးတွေပါပါမယ်။ပြီးတော့ဖုန်းနံပါတ်လေးတွေရှိပါမယ်။အဲ့ခါမှာဒီစင်းရင်းတွေကနေပြီးတော့မှကျွန်တော်တို့ကဒီဘက်လေးမှာဝန်ထမ်းနဲ့မယ်တယောက်ရဲ့နာမည်ကိုထည့်လိုက်ပြီးဆိုတာနဲ့သူ့ရဲ့ယာတူလေးလူလျောက်ထွက်လာတာမျိုးကြာလာတာမျိုးကိုလိုချင်တာဖြစ်ပါတယ်။ အဲ့လိုမျိုးခါမှာဆိုရင်တော့ကျွန်တော်တို့ကဥပမာကိုနေနဲ့ကဝန်ထမ်း2ကိုရိုက်လိုက်ပြီးတော့မှဒီလိုမျိုးဥပမာလောက်ထားတဲ့စာရင်တိုင်းနည်းနည်းလေးရှိမယ်ဆိုရင်တော့လိုက်ပြီးတော့မှရှာပြီးတော့မှထည့်လိုက်မယ်ဆိုရင်တော့ရေးထည့်လိုက်မယ်ဆိုရင်တော့လွယ်တာပေါ့နော်ဒါပေမဲ့ကိုနေနဲ့ကစာရင်တွေကအများကြီးပဲဖြစ်လာတဲ့ခါမှာဆိုရင်2ချင်းလေးကိုလိုက်ရှာပြီးတော့မှပြန်ပြန်ပြီးတော့ရိုက်ထည့်နေဖို့ကကျွန်တော်မလွယ်ကူပါဘူးအဲ့လိုဆိုရင်လည်းကျွန်တော်ကအချိန်တွေအများကြီးကြာသွားမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတွက်အရန်ကိုမှလွယ်ကူရွေးချင်ပြီးတော့ဆင်ပြေစေတဲ့ VLOOKUP function လေးကိုအသုံးပြုမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီဘက်လေးမှာပထမဆုံးဝန်ထမ်း2ရဲ့နာမည်ကိုထည့်လိုက်ပါမယ်။ အဲဝန်ထမ်းတွေးရနာမည်ကိုလည်းကျွန်တော်ရိုက်ထည့်စာမလိုအောင်လို့ဒီပလီမှာကျွန်တော်များလေးလောက်ထားပါတယ်။ဒါလေးကိုတော့ကျွန်တော်တို့ draw down list လို့ခေါ်ပါတယ်။အားလေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ဝန်ထမ်းနာမည်အားလုံးက list ကိုအနေနဲ့ပေါ်လာပါတယ်။ဒီထက်ကနေပြီးတော့မှကျွန်တော်နာမည်တယောက်ကိုရွေးလိုက်မယ်ပေါ့နော်။ဥပမာအနေနဲ့ကျွန်တော်ဒီမှာ Messenger သိမ်းစာလေးကိုရွေးလိုက်ပါတယ်။နာမည်တရားကိုကျွန်တော်ရွေးလိုက်ပြီဆိုတာနဲ့သူရဲ့ဒီဘက်ကနေပြီးတော့ရာထူးလေးကအလိုလျောက်ထွက်လာတာမျိုးကိုလိုချင်တာပါအဲ့လိုမျိုးရလာစေဖို့အတွက်ကျွန်တော်အဖြေလိုချင်တဲ့ကွက်လေးမှာကလစ်နေထားပြီးတော့မှ vlogger function လေးကိုစပြီးတော့မှတုံးပါမယ် ညီမကျန်ဖီ look up ဆိုပြီးတော့မှစာပြီးတော့မှရေးပြီးတော့မှကျွန်တော်ဖီ look up လေးအောက်မှာပေါ်လာပြီဆိုရင်ပေါ်လာတဲ့ကောင်လေးပေါ်မှာ click နဲ့ချက်နေလိုက်လည်းရပါတယ်။ဒါမှမဟုတ်ဆိုရင်ကိုကိုတိုင်းကျွန်တော်တို့ကဒီ fee look up ကွင်းစားဆိုပြီးတော့မှအစားဆုံးရေးထည့်လည်းရတယ်။အဲ့လိုမရေးချင်လို့ဆိုတော့ကျွန်တော်ဒီလိုမျိုးလေး VI VLO ဆိုပြီးတော့လောရိုက်ထည့်ပြတာနဲ့ကျွန်တော်ဒီ keyboard ကနေပြီးတော့ tab key လေးကိုနှိပ်လိုက်ရင်လည်းပဲတူတူပါပဲ။အခုကြိုက်တဲ့နေနဲ့လည်းလုပ်လိုက်လို့ရပါတယ်။ဒီမှာကျွန်တော် view lookup ဆိုပြီးပေါ်လာပြီ။အဲ့မှာအောက်မှာတောင်းရမယ့် formula လေးရဲ့ fashion လေးရဲ့အကြောင်းလေးကိုသူအောက်မှာပြထားပါတယ်။ ပထမဆုံးတစ်ခါတော့ local value ပါကျွန်တော် local လုံးမဲ့ value ကဒီဘက်ကဝန်ထမ်းရဲ့နာမည်ပေါ်မှာမူတည်ပြီးတော့ local လုံးမှာဘလို့ဝန်ထမ်းလေးကိုတွားပြီးတော့မှ click နေပြီးတော့မှ selection ပေးလိုက်ပါတယ် A2 ပေါ့နော်ပြီးရင်တော့ကျွန်တော် comma လေးလာပါမယ်ပြီးရင်တော့ table array ပါ page table array ကနေကျွန်တော်ရှာမှာလဲဆိုတော့ကျွန်တော် table ကဒီဘက်က table လေးဖြစ်တဲ့အတွက်အစားကနေပြီးတော့မှအဆုံးထိကို table တစ်ခုလုံးကို selection ပေးလိုက်ပါမယ်ပြီးတော့ပြီးစရင် comma လေးလာပါမယ်နောက်တစ်ခါတော့ online index number ပါ ဲဒီခါမှာကျွန်တော်လိုချင်တာလေးကဝန်ထမ်းနာမည်ထည့်လိုက်တဲ့ခါမှာလိုချင်တာလေးကသူ့ရဲ့ယာတို့ကိုလိုချင်တာပါအဲ့မှာအဲ့ဒီယာတို့ကကျွန်တော်ရဲ့ selection ပေးထားတဲ့ကိုယ့်ရဲ့ table array ထဲမှာဆိုရင် column number ဘယ်လောက်မှရှိလဲဆိုရယ် column index number ကိုယူရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ table မှာဆိုရင်တော့ name က column number 1မှာရှိတာပါဒါကြောင့်မလို့ position ဆိုတော့ column number 2မှာရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လိုချင်တဲ့က position မလို့ column number သူ့ရဲ့ number ဖြစ်တဲ့2ဆိုပြီးတော့မှချက်ပြီးတော့မှထည့်လိုက်ပါတယ်ပြီးရင် comma လေးလာပါမယ် ီးတဲ့ခါမှာနောက်ဆုံးနေ့မှာတော့ range lookup ပေါ့နော် range lookup နေနေကတော့ true net force ဆိုပြီးရှိပါတယ် force ကတော့ကျွန်တော်တို့က exact match ပါအတိအကျရှာကျင်တဲ့ခါမှာသုံးတာပါအဲ့ကျွန်တော်ကအတိအကျလိုချင်တာမလို့ force ဓာတ်လေးကိုရွှေ့လိုက်ပါမယ်အဲ့ခါမှာ force ဆိုပြီးတော့မှ FALC force ဆိုပြီးရိုက်ထည့်လဲရပါတယ်ရမထည့်ချင်ဘူးဆိုရင် force ကိုတွားပြီးတော့မှကျွန်တော် double click နေလိုက်လဲရတယ်ဒါမှမဟုတ်ဆိုရင် force စီမှာကျွန်တော် selection ပေးပြီးတော့မှ tab key လေးနေလိုက်ရင်လည်းပဲတူတူပါပဲအဲ့ခါမှာပေါ်လာပါလိမ့်မယ်ပြန်ကျွန်တော်နောက်ဆုံးလေးမှာခွင့်လေးပေးလိုက်ပါမယ်။ဒါဆိုရင်တော့ video lookup function လေးရေးထားပြီးသွားပါပြီ။ လုပ်ငန်းခွင်ဝင်ဖို့အတွက် advance excel ကိုစွန့်ပြင်းထားရိုက်တူချင်းတည်သက်တိတိကျကျသင်ကြားလိုသူများအတွက် advance excel 101 swim class လေးမှာ excel ကိုအခြေခံမှာအစဉ်မြင့်ထိစနစ်တကျနဲ့သင်ကြားပေးနေပြီဖြစ်ပါတယ်။ swim class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အစဉ်ပြေစွာနဲ့စနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်။သင်တန်းမှာသင်ကြားရမယ့်ပုံစံလေးကတော့စွန့်ပြင်းထားရိုက်သင်ကြားပေးမှာဖြစ်ပါတယ်။အသင်ရေးပြီးသား excel data file ကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ lesson 9အတွက်အင်္ဂါတွေရှိပါမယ်။အင်္ဂါတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။ lesson တစ်ခုပြီးတိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။သင်မိသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့ထိုက်ရိုက်အချင်းမျိုးမြေမြန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။တနင်္ဂနွေလေးကတော့ဒူးချင်းတီးတဲ့အထူးတနင်္ဂနွေနှစ်သိန်းကျက်တဲ့ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အကြွေများတငယ်ချင်းတွေလောဖော့ကံမဲ့တင်တဲ့အထူးဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တနင်္ဂနွေမြောက်သူများအတွက်အတိမတ်ပြုလက်မှတ်စာတီဖိကေ့ကိုပေးရသွားမှာဖြစ်ပါတယ်။ တင်းတင်းကြချင်းလေးကတော့တပတ်ကို၄ရက်တနေ့ကို၁နာရီနဲ့တင်းတင်းချင်းစုစုပေါင်း၁၆ချင်းတင်ကြပေးမှာဖြစ်ပါတယ်။တင်းတင်းချင်းလေးကတော့ဒူးချင်းတည်တဲ့တင်ကြပေးတာဖြစ်တဲ့အတွက်တင်းတင်းချင်းကိုမိမိအားလက်တဲ့ချိန်နဲ့ညှိနှိုင်းပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ်။တင်တဲ့လေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်းနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်တဲ့အလို့ရပါတယ်။သူညာကို998915432ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်တဲ့အလို့ရပါတယ်ခင်ဗျာ။ မိမိလုပ်ငန်းတက်လန့်အတွက်အေးစဲကိုလက်တွေ့လည်လာလက်တွေ့သုံးချနိုင်ဖို့ယခုပဲသင်တန်းလေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာပြီးတော့အဲ့တော့ကျွန်တော် keyboard ကနေ enter cloud လေးတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ message send တင်ရင်ဒီဘက်ကနေသူ့ရဲ့ရာထူးလေးတစ်ခါတည်းထွက်လာတာကိုတွေ့ရမှာပါကျွန်တော်မူလဆင်မှာသွားပြီးတော့မှကြည့်မယ်ဆိုရင်လည်း message send တင်ရင်ရာထူးလေးကမှန်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီဥပမာကျွန်တော်တို့က message send တိုင်းကိုမသိချင်ဘူးနောက်တစ်တူကိုထပ်ပြီးတော့သိချင်တယ်ဥပမာကျွန်တော်တို့ဒီမှာမဟွန်မင်းနိုင်ရဲ့ဒီ position ကိုသိချင်ပါတယ်ဆိုရင် hammer nail ကိုတစ်ချက်ကျွေးလိုက်ပြီးဆိုတာနဲ့သူရဲ့ဒီဘက်မှာ position တက်ပြီးကြာလာတာကိုတွေ့ရမှာပါမူလဆင်းမှာသွားပြီးတော့ကြည့်မယ်ဆိုရင်လည်း hammer nail ရဲ့ယာတို့ကဒီမှာ office assistant ဆိုပြီးတော့ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကဒီမှာ click နေပြီးတော့မှကြိုက်တဲ့ဝန်ထမ်းနာမည်ကိုတယောက်ကိုသွားပြီးတော့မှရွှေ့လိုက်ရုံပါပဲသူတို့ရဲ့ဒီဘက်ကနေပြီးတော့မှ position ကတက်ပြီးတော့မှကြာလာမှာဖြစ်ပါတယ် elimate လာစေဖို့အတွက်လည်းပဲကျွန်တော်အနေနဲ့က physical set function ကိုတုံးခဲ့လိုက်တာဖြစ်ပါတယ်ပေါ့နော်ဒီမှာလည်းမနနာဝင်လဲဒီမှာမှာသူရဲ့ယာတို့လေးပါဒီမှာလည်းသူရဲ့ယာတို့လေးဆိုတော့မကန်မှုရှိရဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကြောင့်ကနာမည်ထည့်လိုက်ပြီးတော့မှ position ရှာလိုက်တယ်ပေါ့နော်အဲ့လိုပါပဲကျွန်တော်ကဥပမာနာမည်လေးထည့်လိုက်တာနဲ့ဒီဘက်ကနေမှာသူရဲ့လစာလေးကြာတာမျိုးလိုချင်နေဆိုရင်လည်းပဲရပါတယ် အဲ့တော့ဒီမှာလည်းပဲကျွန်တော်နာမည်လေးကိုရေးထည့်တာမလိုအောင်လို့ list လေးလုပ်ထားပါတယ်။ဒါကိုကျွန်တော် data validation ကိုသုံးထားတယ်လို့ခေါ်ပါတယ်။နှစ်ကြည့်တဲ့အခါမှာဒီမှာနာမည်လေးတွေကြာလာပြီ။အဲ့ဒီကနေမှကျွန်တော်တူရဲ့နာမည်ကိုရွေးလိုက်ပါတယ်။နာမည်ကိုရွေးလိုက်တာနဲ့ဒီဘက်ကနေလာတာခုနကလိုကြာလာတာမျိုးကိုလိုချင်ပါတယ်။အဲ့တော့လည်းပဲညီမချင်း fee lookup ဆိုပြီးတော့မှကျွန်တော်ရေးပြီးတော့မှ tab key လေးနဲ့လိုက်ပါမယ်။ lookup value ပါကျွန်တော် lookup လုပ်မဲ့ value ကဒီဘက်ကနာမည်လေးမလို့နာမည်လေးပေါ်မှာတွားပြီးတော့ထောက်လိုက်ပါမယ်။ပြီးရင် comma လေးလာပါမယ်။ ပြီးတော့ table array ပါအဲ့အတွက်ကျွန်တော် table တစ်ခုလုံးကိုအစအနေဆုံးဒီ clip ဖိပြီးတော့မှ selection လေးပြလိုက်ပါမယ်ပြီးတော့ comma လာပါမယ်ပြီးတော့ column index number ပါအဲ့ခါမှာကျွန်တော်လိုချင်တာလေးကဒီတကတော့ lasa ကိုလိုချင်တာပါ lasa ကကျွန်တော် selection ပေးထားတဲ့ကိုယ့်ရဲ့ table array ထဲမှာဆိုရင် name က column number 1မှာ position က number 2 salary က number 3ဖြစ်တဲ့အတွက်ကျွန်တော်လိုချင်တဲ့ salary က number 3နေရာမှာရှိတာမလို့သူ့ရဲ့ column index number ဖြစ်တဲ့3ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါမယ်ပြီးရင် comma လေးလာပါမယ် ပြီးတော့ range lookup အနေနဲ့ true net force ဆိုပြီးရှိပါတယ်ကျွန်တော်တို့တွေအတိအကျလိုချင်တာမလို့ force ဝါလေးကိုတွားပြီးတော့မှကြိုက်ပြီးတော့မှထည့်လိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးလေးမှခွင့်နေပေးလိုက်ပါမယ်ပြီးတာနဲ့ကျွန်တော် under လေးတစ်ချက်နှိမ့်လိုက်ပြီးဆိုတာနဲ့ဒီဘက်ကမမေ့စင်နေရင်လာစာတိကျလာတာကိုတွေ့ရမှာပါမူလကတိပြန်မှလည်းသွားပြီးတော့မှကြည့်မယ်ဆိုရင်လည်းမက်မေ့စင်လေးရေဒီမှာလာစာလေးက940ဆိုတော့ဒေါ်လာ940ဆိုတော့အမှန်ကန်မှုရှိရဲဆိုတော့ကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီကလေးများကမက်မေ့စင်လေးမသိချင်ဘူးနောက်ထပ်တူပေါ့ဥမာအနေနဲ့ machine theory ဟန်ကိုသိချင်ပါတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းလဲပြီးတော့ជួយလိုက်ပြီးဆိုတာလည်းပဲသူရဲ့လာလာလေးကြာလာတာကိုတွေ့ရမှာပါဒီဘက်ကလည်းသွားပြီးတော့မှကြည့်တဲ့အခါမှာဆိုရင်လည်းပဲ machine တီတီဟန်ကဒေါ်လာ၄၁၀ဆိုတော့မင်္ဂမွေရှိရဆိုတော့ကိုတွေ့ရမှာပါအဲ့လိုမျိုးလေးတုံလို့ရပါတယ်ပေါ့နော်အပြင်နောက်တစ်ခုအနေနဲ့ကလည်းကျွန်တော်တို့ကဥပမာဝင်တဲ့နံပါတ်လေးကိုထည့်ထားပြီးဆိုတာနဲ့သူရဲ့ဖုန်းနံပါတ်လေးကြားနာတာမျိုးကိုလိုချင်ပါတယ်။အဲ့တော့ဒီမှာမှလည်းကျွန်တော် list တွေလုပ်ထားပါတယ်။ညာလေးလောက်လိုက်ပြီးတော့မှဒီမှာကိုနေတဲ့တဲ့နံပါတ်ကိုသွားပြီးတော့မှရွေးလိုက်ပြီးဒီဘက်မှာတန်ပြီးတော့မှရွေးလိုက်တဲ့ဖုန်းနံပါတ်လေးကြားလာစေချင်ပါတယ်။ အဲ့ခါမှာညများချင်း fee lookup ဆိုပြီးတော့မှအရေးလေးပြီးတော့မှ tab key လေးနှိပ်လိုက်ပါမယ်။ lookup value ကဒီဘက်ကနာမည်လေးကို lookup လုပ်မှမလို့နာမည်ဒီမှာတောက်ပြီးတော့နှိပ်လိုက်ပါတယ်။ပြီးရင် comma လေးလာပါမယ်။ table array ပါအဲ့တော့ကျွန်တော် table တစ်ခုလုံးကိုအစားအနေဆုံးဒီ clip ဖြည့်ပြီးတော့မှ selection လေးပြီးလိုက်ပါမယ်။ပြီးတော့ comma လာပါမယ်။ပြီးရင်တော့ column index number ပါ။အဲ့ကမှာကျွန်တော်တို့ဂျန်တာကဖုန်းနံပါတ်ဖြစ်တဲ့အတွက်ဖုန်းနံပါတ်ကကျွန်တော် selection ပေးထားတဲ့ကိုယ့်ရဲ့ table array ထဲမှာဆိုရင်နံပါတ်ဘယ်လောက်မှရှိတဲ့စာကိုရေးထည့်ရမှာပါ အဲ့ကမှာ name က number 1 column မှာရှိတယ် position က2 salary က3 phone number ကတော့ number 4နေရာမှာရှိနေတာပါအဲ့တော့4ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပြီးတော့ comma လေးလာလိုက်ပါမယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ range look at တွေ့ကျွန်တော်အတိအကျပဲလိုချင်တာမလို့ force pay ကိုပဲရွေးပြီးတော့မှ tab key လေးနေလိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးနေ့မှာ quit လေးပေးလိုက်ပါမယ်ပြီးသွားတဲ့အခါမှာ enter လေးခောက်လိုက်ပြီးဆိုရင်တော့ဒါဆိုရင်ဖြည့်လေးထွက်လာပါပြီ method ID ရဲ့ phone number ကတလောက်ဆိုပြီးထွက်လာတာကိုတွေ့ရမှာပါ ကျွန်တော်ဒီဘက်ကဆရာမှာသူရမူလာဒေတာမှာသွားပြီးတော့ကြည့်မယ်ဆိုလည်းဖုန်းနံပါတ်ဒီမှာခန်းခါ66ဆိုတော့ဒီမှာမှန်ကန်မှုရှိရသောကိုတွေ့ရမှာပါဟုတ်ပြီကိုနေနေကမန်တီတီတီကိုမသိချင်တော့ဘူးနောက်တူကိုပြောင်းသိချင်တယ်ဥပမာမန်ချက်တာခင်ကိုသိချင်တယ်ဆိုပြီးတော့မှသွားပြီးတော့ယူလိုက်မယ်ဆိုရင်လည်းပဲဒီဘက်မှာသူရဖုန်းနံပါတ်ကြားလာတာတွေ့ရမှာပါသွားပြီးတော့မှတိုက်ပြီးတော့မှဆက်စစ်ကြည့်မယ်ဆိုရင်လည်းပဲမှန်ကန်မှုရှိရသောကိုတွေ့ရပါလိမ့်မယ် ဲ့တို့ကြောင့်ကြိုက်တဲ့ဝင်နေတဲ့နာမည်ကိုကျွန်တော်ကပြောင်းလဲပြီးတော့မှရွှေ့လိုက်ရအောင်ပါပဲရွှေ့လိုက်တာနဲ့သူတို့ရဲ့ဖုန်းနံပါတ်တန်ပြီးတော့မှကြာလာတာတွေ့ရမှာဖြစ်ပါတယ်ဒီမှာလည်းကွာတိုက်ပြီးတော့မှစစ်ဆေးကြည့်လို့ရပါတယ်မှန်ကန်မှုရှိတယ်ဆိုတော့ကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီဒါကြတော့ကျွန်တော်တို့ကဒီ vlogger ကိုတုံသွားလိုက်တယ်ဒီကမှာထပ်ပြီးတော့မှကျွန်တော်တို့ကဒီမှာနာမည်လေးထည့်လိုက်တာနဲ့သူရဲ့ရာထူးလေးကြာလာတာမျိုးလိုချင်တယ်ဒါမဲ့ဒီအောက်ကနေပြီးတော့မှထပ်ပြီးတော့မှကျွန်တော်နောက်ထပ်300လောက်ထပ်ပြီးတော့လုပ်ထားရတယ်ပေါ့နော်။အဲ့မှာလေဒီအောက်ကကောင်းလေးတွေမှာလည်းကျွန်တော်ဒီမှာ list တွေ depend ထားတာကိုတွေ့ရပါလိမ့်မယ်။ playlist တွေကတော့ကျွန်တော်နေနေကကျွန်တော်ဒီ view look at တော့တဲ့ခါတော်တော်လိုလျောက်တော့ပါလာမှာမဟုတ်ပါဘူးကိုကိုလည်း fancy ရတာပေါ့နော်သူတို့ကျောင်းက data validation fancy လို့ခေါ်ပါတယ်ခုလိမျိုးကျောင်းက data validation fancy တာလေးတွေ view look at ကမှကျွန်တော်တို့ဒီ advanced level လောက်ထိပေါ့နော်အဲ Microsoft Excel ကိုကျွန်တော်အခြေခံကနေစပြီးတော့မှအခုလိမျိုးအသုံးဝင်တဲ့ function တွေ feature တွေအားလုံးကိုဒီနေရာထဲမှာစုံလင်သွားနေတင်ကြားခြင်းနဲ့ဒီလိုမျိုး data validation တွေအားလုံးကိုလည်းစုံလင်ကြားနေတင်ကြားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တင်တဲ့နေ့တွေကိုတရားဖို့ကိုဖိတ်ခေါ်ပါတယ် ။ဒီနေ့လေးတွေကိုတရား channel ဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတယ်ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲဒီဖုန်းနံပါတ်လေးရဲ့ဖိုင်ဘာနဲ့ Telegram channel တို့မှာလည်းတင်နေအလို့ရပါတယ်။ Delirious Community ပါဟန်မင်းနိုင်ဆိုတဲ့ Facebook Page Messenger မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်ဒီအောက်လေးမှာလည်း list တွေလေးလောက်ထားပါတယ်။ဒီမှာကျွန်တော်ညားလေးကိုနှိမ့်လိုက်ပြီးတော့မှ1 and 2ရဲ့နာမည်ကိုတွားပြီးတော့မှရွေးလိုက်ပါတယ်။ပြလိုက်တဲ့နှစ်သက်ရဲ့ position လေးကြားလာတာမျိုးကိုလိုချင်တာပါအဲခါမှာကျွန်တော်တို့ကညီမချင်း feel lookup ဆိုပြီးတော့မှပြန်ပြီးတော့မှ formula ကိုပြန်ရေးလို့ရတယ် fashion ကိုပြန်ရေးလို့ရတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်အဲ့လိုမလုပ်တော့ပါဘူးပထမတူဟုကျွန်တော်လုပ်ထားပေးတာလေးဒီပေါ်လေးမှရှိနေပါတယ်အဲ့လုပ်ထားတဲ့ကောင်လေးကိုပဲကျွန်တော်တို့ပြန်ပြီးတော့မှအဖေးလုပ်လိုက်မယ်ပေါ့နော်အခုဆွဲချလိုက်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကပြန်ပြီးရေးချင်တဲ့အခါမှာပြန်ပြီးဆွဲချလို့ရပါတယ်အဲ့လိုဆွဲချဖို့အတွက်ကျွန်တော်ရဲ့ဒီရပီသားကောင်လေးရဲ့ညာဘက်အောက်ခြေထောင်လေးမှာမော်ဖေးတင်လိုက်တဲ့အခါမှာပေါင်းလက္ခဏာအမဲရောင်ပုံစံလေးပေါ်လာပါလိမ့်မယ်ဒီမှာကျွန်တော်ကမောက်စ်ကနေကလစ်ဖိထားပြီးတော့မှလိုသလောက်လေးအောက်ကိုဒီလိုမျိုးလေးဆွဲချလိုက်လို့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ဒီဘက်ကနေပြီးတော့မှနာမည်လေးကိုခဏဖြတ်ထားလိုက်ပါမယ်။ဒါလေးကိုကျွန်တော်လိုသလောက်လေးအောက်ကိုဆွဲချလိုက်ပါမယ်။ ဆက်ကြလိုက်ပြီဆိုရင်ဒီမှာအဖြေလေးတွေရလာပြီလုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစင်းမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ် Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပယ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေအရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ် တင်ငန်းစာဗီဒီယိုပေါင်း100ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစဉ်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်ငန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်ငန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်ငန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်ငန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဒီမှာ NA ဆိုပြီးတော့မှဒီလိုမျိုး error ပုံစံလေးပြလာတယ်ဆိုတော့ကျတော့ဒါ error ဖြစ်သွားတယ်ဆိုတာကဒီမှာကျွန်တော်နာမည်လေးတွေကိုမရွေးရသေးလို့ပါပေါ့နော်နာမည်လေးရွေးလိုက်ပြီးဆိုရင်တော့သူတဲ့သက်ဆိုင်ရာဒီဘက်ကနေမှ position လေးတွေပေါ်လာမှဖြစ်ပါတယ် အဲကမှကျွန်တော်ကဒီမှာနှစ်သက်တဲ့နာမည်တစ်ခုယူလိုက်မယ်ဥမာနဲ့လည်းကျွန်တော်တို့ဒီမှာမန်ရှင်တီတီဟန်ကိုစုအင်တရာကိုကျွန်တော်သွားပြီးတော့ရွှေ့လိုက်တဲ့ပဲထားပါတော့ဗောနော်ရွှေ့လိုက်ပြီးဆိုရင်တော့ဒီဘက်မှာသူ့ရဲ့ position လေးကြာလာပါပြီသွားပြီးတော့မှတက်ဆေးကြည့်မယ်ဆိုရင်လည်းပဲကျွန်တော်မှတ်ကမ်းမှုရှိတယ်ဆိုတော့ကိုတွေ့ရပါလိမ့်မယ်အဲ့လိုပဲနောက်ထပ်တူကိုလည်းပဲကိုနှစ်သက်တဲ့နာမည်ကိုသွားပြီးတော့မှဒီမှာရွှေ့လိုက်ပြီးဗောနော်ရွှေ့လိုက်ပြီးဆိုရင်တော့ဒီဘက်လေးမှာတက်ပြီးတော့မှသူ့ရဲ့ယာတူလေးကြာလာတာတွေ့ရမှာပါမူလဆင်းမှာသွားပြီးတော့မှတက်ဆေးစီမယ်ဆိုရင်လည်းပဲမှတ်ကမ်းမှုရှိတာကိုတွေ့ရပါလိမ့်မယ် ဒါပေမဲ့အဲ့ခါလေးမှာဥပမာအနေနဲ့ကျွန်တော်တို့ကဒီမှာအပေါ်အားတယောက်ကိုကျွန်တော်လိုချင်တဲ့ပဲထားပါတော့နော်။မက် unity tone ကိုကျွန်တော်ရွေးလိုက်ပြီဆိုရင်ကြတော့ဒီမှာအဲ့ဒါကြီးဖြစ်နေတာတွေ့ရပါလိမ့်မယ်။ဟုတ်ပြီမက် unity tone မဟုတ်ဘူးဥပမာကျွန်တော် hammer nine ကိုတည်ချင်ပါတယ်ဆိုရင်လည်းပဲ hammer nine လေးကိုတော့ပြီးရွေးလိုက်မယ်ဆိုရင်လည်းပဲအဲ့ဒါဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ hammer nine မဟုတ်တော့ဘယ်နဲ့နောက်တူဘာဥမာကျွန်တော်တို့ဒီ map မြင်ရတဲ့ကိုသိချင်တယ်နေလိုက်ပြီးတဲ့အခါမှာကျတော့ map မြင်ရတဲ့ဒီမှာပေါ်လာပါတယ်။နောက်ပြီးတော့ကြည့်တဲ့အခါမှာကျတော့မှန်ကန်မှုရှိတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ ဒါတင်ကိုအနေနဲ့ကမက် unity tone တို့မဟမင်းနိုင်တို့ကိုတောင်းပြီးတော့ရွေးတဲ့အခါကျတော့ဘာကြောင့်မလို့ error ပြနေတာလဲပေါ့ဒီမှာဟမင်းနိုင်ကိုပြန်ပြီးတော့မှရွေးကြည့်လိုက်ပါမယ်။ဒီမှာ error ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ဘာကြောင့်မလို့ဒီလိုမျိုး error ဖြစ်သွားလဲဆိုတာလည်းရကြတော့ဥပမာအနေနဲ့ကျွန်တော်ပထမအောင်ဆုံးလုပ်ထားတဲ့ formula လေးကိုပဲပြန်ပြီးတော့မှ F2 ကိုနေပြီးတော့ edit လုပ်ပြီးတော့မှကြည့်ကြည့်ပါမယ်။အဲ့ခါမှာကျွန်တော်အနေနဲ့ကပထမဆုံး A2 ဆက်ကောင်လေးကတော့သူက look at value ပေါ့နော် look at value ကိုကျွန်တော် selection ပေးခဲ့တယ် အလီဟတ်ကောင်လေးကတော့ table array ပါ table array ကို selection ပေးခဲ့တယ် table array လေးကကျွန်တော်တို့က e1 ဆိုတဲ့ဆဲကွက်ကနေမှ h13 အထိကျွန်တော်တို့က selection ပေးထားတာဖြစ်ပါတယ် e1 ဆိုတဲ့ဒီထိပ်ဆုံးအနေနဲ့မှအအောင်ဆုံးထိပေါ့နော် h13 ဒီ selection ပေးထားတာဖြစ်ပါတယ်အဲ့ခါမှကျွန်တော်က h table array လေးကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ကဒီမှာပထမတစ်ခုတွက်ပြီးသွားတဲ့အခါမှာအောက်ကို fail လုပ်လိုက်တဲ့အခါမှာကျတော့ဒုတိယ query မှာသွားပြီးတော့မှကျွန်တော် edit လုပ်ပြီးတော့မှ f2 ကိုနေပြီးတော့ကြည့်ကြည့်တဲ့အခါမှာဒီမှာကြည့်လိုက်ပါ ကျွန်တော်ရဲ့ဒီဘက်ကတေဘယ်တွေတွေက E1 ကနေမှ H13 တင်မဟုတ်တော့ပဲနဲ့ E2 ဆိုအခွက်ကိုရွေ့သွားပြီးတော့မှနောက်ကနေပါတစ်ခွက်ဆင်းသွားပြီးတော့မှ H14 တိရောက်သွားတာကိုတွေ့ရပါလိမ့်မယ်ဆိုလိုတဲ့သဘောကတော့ဆွမ်းကလည်းအပေါ်မှာမရှိတော့ဘူးအောက်ကိုတစ်ခွက်ဆင်းလာတာကိုအောက်ကိုနောက်ထပ် row တစ်ခုဆင်းလာတာကိုတွေ့ရပါလိမ့်မယ်အဲဒါဒီအတောက်တိရောက်သွားတာကိုတွေ့ရပါလိမ့်မယ်အလိုပါပဲကျွန်တော်ဒီတတိယမြောက်ဒီမှာလည်းပဲသွားပြီးတော့မှ F2 ကိုနေပြီးတော့ကြည့်ကြည့်ပါဒီမှာကြည့်လိုက်ပါ E1 ကနေ H13 တင်မဟုတ်တော့ပါဘူး E3 ဆိုပြီးတော့ဒီကိုရောက်သွားပြီးတော့မှ H ကိုမှ 15T တယောက်တိကျသွားတာကိုတွေ့ရပါလိမ့်မယ်ကြာကျွန်တော်ကဆွဲချလိုက်တဲ့အခါမှာတစ်ခွက်ပြီးတစ်ခွက်တစ်ခွက်ပြီးတစ်ခွက်အောက်ကိုတစ်ဖြည်းဖြည်းနဲ့တစ်ခွက်ချင်းစံလာတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ကျွန်တော်ဒီမှာလဲ error ဖြစ်သွားတယ်ဆိုတော့ကျွန်တော် F2 ကိုနေပြီးတော့ကြည့်တဲ့အခါမှာဒီမှာလဲပဲ table array လေးက E1 ကနေ H13 တင်ဖို့တော့ပဲနဲ့ E1 မှာသူ40%ပဲစံ40%စံသွားပြီးတော့မှ H ကို 16T တယောက်တိစံသွားတာကိုတွေ့ရပါလိမ့်မယ်။ ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကဒီမှာရှိနေတဲ့မမြင်မြတ်တွေတို့ဒီအောက်ကနာမည်တို့ကျွန်တော်ရွေးလိုက်တဲ့ခါမှာကျတော့သူတို့ရဲ့ယာတို့တွေကြလာပြီးတော့မှ description ထဲမှာမပါနေတဲ့ကျွန်တော်ရဲ့ majority tone တို့ hammin နိုင်ကိုဥသားပြီးတော့ရွေးလိုက်တဲ့ခါမှာဆိုရင် error တက်သွားတာဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မလို့ error တက်သွားလဲဆိုတော့ selection ကတစ်ဖြည်းဖြည်းနဲ့ table array ကြီးကအောက်ကိုတစ်ဖြည်းဖြည်းနဲ့တစ်ခွက်ပြီးတစ်ခွက်ဆင်းလာတယ်။ဆင်းလာတဲ့ခါမှာကျွန်တော်ကအပေါ်မှာ data တွေလွတ်ပြီးတော့မှကြံခဲ့ပါပြီ။အဲလွတ်ပြီးတော့ကြံခဲ့တဲ့ data တွေတဲကနေမှကွာသွားပြီးတော့ share လိုက်မိတာဖြစ်တဲ့အတွက်ကို table ထဲမှာကို share ခြင်းတဲ့ data ကမရှိနေတော့တာဖြစ်တဲ့အတွက် error ဖြစ်သွားတာဖြစ်ပါတယ်။ ဟုတ်ပြီအဲ့ခါမှာကျွန်တော်အန်နာဖြစ်ရတဲ့အကြောင်းရင်းနားလဲသွားပြီဆိုရင်တော့အန်နာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ကျွန်တော်ကဒီကောင်လေးတွေကိုသုံးခုလုံးကိုပြန်ပြီးတော့မှဖြတ်လိုက်ပါပြီဖြတ်လိုက်ပြီးတော့မှပထမ2ကိုကျွန်တော်စားပြီးတော့မှရှာမယ်ပေါ့နော်ပထမ2မှာသွားပြီးတော့မှ F2 ကိုနေလိုက်ပြီဒါဒီကောင်လေးရှိတယ် U1 ကနေ H13 တင်းဆိုရယ်ကိုရဲ့ table array လေးရှိပါတယ်ဒါလေးကိုကျွန်တော်ကတစ်ခေါက်တွက်ပြီးသွားတာနဲ့အောက်ကွက်တွေကိုလိုက်ပြီးတော့မှတွက်ချင်တော့ပဲနဲ့အောက်ကိုလိုက်ပြီးတော့မှ face ID ဆွဲချလိုက်မှဖြစ်ပါတယ် ဲ့ဒီခါမှာကျွန်တော်ရဲ့ဒီဆက်လက်ရှင်ကဒီပြင်းအောက်ကိုတစ်ခွပြီးတစ်ခွဆင်းပြီးတော့ရွေးသွားမှာပါအဲ့လိုမျိုးရွေးသွားစီဖို့အတွက်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ table array လေးကိုကွာပြန်ပြီးတော့မှပါလုပ်ပြရမလဲဆိုတော့ selection လေးပြလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ keyboard လေးမှာဒီကောင်လေးကိုရက်နေဖို့အတွက်ဒီကောင်လေးကို lock ဖြစ်နေဖို့အတွက်မရွေးသွားစီဖို့အတွက်ဘာလုပ်ပြရမလဲဆိုတော့ကျွန်တော်တို့ computer keyboard မှာရှိတဲ့ F1 F2 F3 ဆိုတဲ့ဒီခလုတ်လေးတွေတရားနေပြီးတော့မှ F4 ဆက်ခလုတ်လေးကိုနေပြရမှာဖြစ်ပါတယ်ဒါဆို laptop တွေမှာတော့ f4 တလုံးနဲ့နှိပ်လို့မရအောင်ဆိုရင်ကျွန်တော်က fn ခလုံးနဲ့ f4 နဲ့ကိုတွဲပြီးတော့နှိပ်ရမယ်ပေါ့နော် ဒါလေးကိုကျွန်တော် F4 တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ဒီမှာ E1 က H13 ရောရဲ့ရှေ့ရောနောက်လေးမှာဒီမှာဒေါ်လာဆန်းလေးတွေဒေါ်လာဆန်းလေးတွေရောက်လာတာကိုတွေ့ရပါလိမ့်မယ်။ဒါကျွန်တော်ရဲ့ table လေးက fix ဖြစ်သွားပါပြီ။မရွှေ့တော့ဘူးဆိုတဲ့ table ကိုတန်ရောက်သွားတယ်ပေါ့။ပြီးသွားပြီဆိုမှကျွန်တော် enter လေးပြန်ပြီးတော့ခောက်ပေးလိုက်ပါ။ဒါဆိုရင်ရပြီ။အဲ့ခါမှကျွန်တော်ဒီမှာညာဘက်အောက်ခြေထောင်ကနေမှလိုတဲ့လောက်လေးဆွဲချလိုက်ရအောင်ပါပဲ။ဒါဆိုရင်တော့ကျွန်တော်ဒီမှာမဟန်မနှဲ့ကိုတော့ပြည့်ပြည့်လိုက်တဲ့ခါမှာဆိုရင်လည်းသူ့ရဲ့တစ်ဘက်ကရာထူးလေးပါတန်းကြလာတာကိုတွေ့ရပါလိမ့်မယ်။ခုနကလိုအဲဒါမဖြစ်တော့ပါဘူးကောနော်။ ကလေးများကိုနေနေကသွားပြီးတော့မှမကျွေးနေတဲ့ထုံကိုသွားပြီးတော့မှရွှေလိုက်ပြီးဆိုရင်လည်းပဲတက်ပြီးတော့ကြာလာတာတွေ့ရပါမယ်။သွားပြီးတော့ကြည့်တဲ့အခါမှာလည်းမကန်မှုရှိတာကိုတွေ့ရပါလိမ့်မယ်။ကိုတိချင်းတဲ့တဲ့ဒီကောင်လေးပေါ်မှာထပ်ပြီးတော့ F2 ကိုနေပြီးတော့ကြည့်ကြည့်လိုက်ပါဒီမှာကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ table လေးအတိုင်းပဲ E1 ကနေမှာ H13 ထိကမရွေ့ပဲနဲ့ဒီတိုင်းလေးပဲရှိနေတာကိုတွေ့ရပါလိမ့်မယ် ဒါတော့ကိုအနေနဲ့ကတခုတခုတည်းပို့ရှာရမယ်ဆိုရင်တော့ကိစ္စမရှိဘူးဒီတိုင်းလေးရှာလို့ရတယ်ဒါပေမဲ့ကိုအနေနဲ့အောက်ကိုဒီလိုမျိုး CD ဆွဲချဖို့လိုအပ်သေးတယ်ဆိုရင်ကြတော့ခုလိုမျိုး table တွေမရွေးတောင်းအောင်လို့ကျွန်တော်က fix ပြင်နေအောင်လို့လုပ်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီကြံတဲ့ကောင်လေးလေးလည်းအလိုပါပဲဒီကြံတဲ့ကောင်လေးလေးလည်းအလိုပါပဲပေါ့နော်တယောက်ချင်းချင်းရှာမယ်ဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့ကိုနေအောင်မှာအများကြီးထပ်ပြီးတော့ရှာကြံသေးရဲ့ဆိုရင်ဒီကောင်ကိုဆွဲချဖို့လိုတဲ့အခါမှာဆိုရင်တော့အဲ့လိုမျိုး F4 လေးကိုနေပြရမှာဖြစ်ပါတယ်ပေါ့ ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးမှာအဓိကလေ့လာခဲ့ရတာကျွန်တော် Facebook ကလေးကိုလေ့လာခဲ့ရတာပါဒီသင်ခန်းစာလေးကမစ္စရီရဲ့လုပ်ငန်းခွင့်အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတဲ့ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ကပေးပါ comment လေးမှာလည်း yes လို့ရေးကပေးပါဒါတွေတင်ကြားပေးသေးတဲ့သင်ခန်းစာလေးတွေဒီချက်နဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးကပေးပါခင်ဗျာကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်ဒါ version နဲ့ရဲ့လေးကိုမျက်နှာထောက်ရပါဆက်နေကြပါစေအားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ